ရွေးကောက်ပွဲကိုအားလုံးပူးပေါင်းကြဖို့စစ်ကောင်စီခေါင်းဆောင်ကပြောဆိုလိုက်ပါတယ်။တရုတ်နဲ့ဆက်နွယ်တဲ့မြန်မာစီးပွားရေးလုပ်ငန်းတွေမှာမြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်ရဲ့ပါဝင်ပတ်သက်နေမှုကိုစုံစမ်းစစ်ဆေးဖို့ Justice for Myanmar အဖွဲ့ကတိုက်တွန်းလိုက်ပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ရုရှားသမ္မတကိုဆန့်ကျင်ကြောင်းရန်ကုန်မှာလူငယ်တပိတ်အဖွဲ့တွေဆန္ဒပြခဲ့ကြပါတယ်။ဒီအကြောင်းတွေအပါအဝင်နောက်ဆုံးရသတင်းတွေကိုဒီနေ့မနက်ခင်းသတင်းအစီအစဉ်မှာထုတ်လွှင့်သွားမှာပါရှင်။ ရွေးကောက်ပွဲကိုအားလုံးပူးပေါင်းဆောင်ရွက်ကြဖို့စစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောလိုက်ပါတယ်။ရုရှားနိုင်ငံခီးစင်ကနေမြန်မာနိုင်ငံကို ပြန်လာတဲ့လေရင်ပေါ်မှာခီးစင်အတွင်းလိုက်ပါလာတဲ့မီဒီယာတွေနဲ့မတ်လ9ရက်နေ့ကတွေ့ဆုံချိန်မှာပြောခဲ့တာပါ။ပြည်သူတွေအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်ရင်ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းစစ်ကောင်ဆောင်ကပြောပါတယ်။စစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတွေကိုမတ်လ3ရက်နေ့ကနေ9ရက်နေ့အထိတပတ်ကြာတွားရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီခီးစဉ်အတွင်းရုရှားသမ္မတဘီလာရုသမ္မတတို့နဲ့တွေ့ဆုံခဲ့ပြီးတော့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပမဲ့အခြေအနေတွေကိုပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကိုရုရှားနဲ့ဘီလာရုနိုင်ငံတွေကကိုယ်စားလှယ်တွေလွှတ်ပြီးတော့စောင့်ကြည့်လေ့လာမယ်လို့ပြောလိုက်ကြောင်းလဲစစ်ကောင်းဆောင်ကပြောပါတယ်။၂025ခုနှစ်နောက်ပိုင်းကနေ2026ခုနှစ်ပထမ3လပတ်ထဲမှာရွေးကောက်ပွဲကျင်းပမှာဖြစ်ကြောင်း စစ်ကောင်းဆောင်ကဘယ်လာရုစ်ကြီးစင်မှာပြောဆိုခဲ့တယ်လို့ဘယ်လာရုစ်အစိုးရပိုင်းသတင်းဌာနတခုမှမတ်လ9ရက်နေ့ကဖော်ပြထားပါတယ်ရှင်စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ကိုကန့်ကွက်ဆန္ဒပြတဲ့လှုပ်ရှားမှုကိုရန်ကုန်မြို့မှာလူငယ်တပိတ်အဖွဲ့တွေပူးပေါင်းပြီးတော့မတ်လ9ရက်နေ့ကလှုပ်ခဲ့ပါတယ်။အာဏာရှင်စနစ်ကိုတော်လှန်ကြဖို့အပါအဝင်စစ်ကောင်စီကောင်းဆောင်နဲ့ရုရှားသမ္မတတို့ရဲ့ဓာတ်ပုံတွေနဲ့ ဖောင်ရန်ထုတ်ကြောင်းစာသားတွေပါတဲ့စတစ်ကာတွေကိုရန်ကုန်မြို့ကလူစီကားရနေရာတွေမှာလိုက်လံကတ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ယူကရိန်းနိုင်ငံသားတွေနဲ့အတူမြန်မာပြည်သူတွေလည်းထပ်တူရှိကြောင်းစာရန်ပါစတစ်ကာတွေကိုလည်းကတ်ခဲ့ကြပါတယ်။အာနာရှင်ခေါင်းဆောင်တွေပေါင်းစည်းလာတာဟာပြည်သူတွေအတွက်စိုးရိမ်စရာဖြစ်ကြောင်းသိစေချင်တာလို့ဆန္ဒပြလှုပ်ရှားမှုမှာပါဝင်တဲ့လုံခြုံရေးအရအမည်မဖော်လိုသူတဦးကပြောပါတယ်။ဒီဆန္ဒပြလှုပ်ရှားမှုကိုရန်ကုန်တော်လန်ညီနောင်လေးဘွဲကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်။ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကွန်ဆလယ် Miss Julie Bishop ဟာတရုတ်နဲ့ဆက်နွယ်နေတဲ့မြန်မာစီးပွားရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုရှိနိုင်တာကြောင့်ကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးဖို့ Justice for Myanmar အဖွဲ့ကမတ်လ9ရက်နေ့ကတိုက်တွန်းလိုက်ပါတယ်။ Miss Julie Bishop ဟာ Australia အခြေစိုက် Energy Transition Minerals Company အပါအဝင်စီးပွားရေးလုပ်ငန်းတွေမှာပတ်သက်ဆက်နွယ်နေပြီးအဲ့ဒီကုမ္ပဏီအတွက်မဟာဗျူဟာအကြံပေးအဖြစ်လဲခန့်အပ်ခံထားရတယ်လို့ထောက်ပြပါတယ်။ ဂရင်းလန်ဒေသတွေကမြန်မာနဲ့ဆက်နွယ်နေတဲ့တရုတ်နိုင်ငံပိုင်ယူရေနီယံနဲ့မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းအတွက်အကြံပေးဖို့ခန့်အပ်ထားတာလို့ဆိုပါရယ်။ဒါကြောင့်ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူတာရက်စ်အနေနဲ့မစ်ဂျူလီဘီရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့အကျိုးစီးပွားပဋိပက္ခတွေကိုစုံစမ်းစစ်ဆေးပေးဖို့ Justice for Myanmar အဖွဲ့ကတောင်းဆိုလိုက်တာပါ။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာဒီမိုကရေစီဘက်တော်သားတွေအရက်ဘက်အဖွဲ့အစည်းတွေ ထိခိုက်နစ်နာရတဲ့ရက်ရွာလူထုတွေနဲ့ထိတွေ့ဆက်ဆံရမှာယုံကြည်မှုနဲ့တမာတမတ်ရှိဖို့အရေးပါတယ်လို့လဲ Justice for Myanmar အဖွဲ့ကထောက်ပြပြောဆိုထားပါတယ်ရှင်။မကွေးတိုင်းရေစကြိုမြို့နယ်ရေလဲကျွန်းဒေသကမြေစွန်းတော်ရွာကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းပြီးတော့ဒေသခံတွေကိုတပ်ဖြတ်သွားတာကြောင့်တေဆုံးသူ17ဦးအထိရှိသွားပြီလို့ရေစကြိုတောင်ရှိ Info Committee ကမတ်လ9ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ ပခုတ်ကူအခြေဆိုင်အမှတ်1301ချင်းမြန်တက်မဌာနချုပ်နဲ့ရေစကြုံမြို့နယ်ကချင်းမြန်တက်ရင်တွေဖြစ်တဲ့ခမရ256ခမရ259ခမရ258တက်ရင်ကစက်ကောင်စီတပ်ဖွဲ့ဝင်တွေကမြေစွန်းတော်ရွာတဲကိုမတ်လ2ရက်3ရက်နဲ့4ရက်နေ့တွေမှာ3ရက်ဆက်တိုက်စစ်ကြောင်းထိုးပြီးတော့ဒေသခံတွေကိုတပ်ဖြတ်သွားတဲ့အပြင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါရယ်မတ်လ9ရက်နေ့မှာဒေသခံတွေရွာတဲကိုပြန်လည်ဝင်ရောက်လာချိန်မှာတော့ မြေစွန်းတော်ရွာကအရက်သား၅ဦးရဲ့ရုပ်အလောင်းတွေကိုကနအူးတွေ့ရှိခဲ့တာလို့ဆိုပါရယ်။နောက်ထပ်တပ်ဖြတ်ခံရတဲ့ရုပ်အလောင်း၆ခုကိုထပ်မံတွေ့ရှိခဲ့တာကြောင့်တေဆုံးသူ၁၁ဦးထိရှိလာတာဖြစ်ကြောင်းမက်ရှလ၉ရက်နေ့ကထုတ်ပြန်ခဲ့တာပါ။တပ်ဖြတ်ခံရသူ၁၁ဦးရဲ့အသက်နဲ့နာမည်စာရင်းတွေကိုလည်းထုတ်ပြန်ထားပြီးတော့အသက်၆၀ကျော်အရွယ်၈ဦးနဲ့အသက်၆၀အောက်၃ဦးတေဆုံးခဲ့တာဖြစ်ပါရယ်ရှင်။ ကရင်ပြည်နယ်မြဝတီမြို့နယ်မှာရှိတဲ့ online ငွေလိမ်လုပ်ငန်းတွေကနေထိမ့်သိမ်းထားတဲ့တရုတ်နိုင်ငံသား1400ကျော်ကိုမတ်လထဲမှာကရင်နယ်စားဆောင်တပ် BGF ကထိုင်းနိုင်ငံကနေတဆင့်တရုတ်နိုင်ငံကိုပြန်ပို့ခဲ့ကြောင်း BGF တပ်ဖွဲ့ကပြောပါရယ်မတ်လ6ရက်နေ့ကနေ9ရက်နေ့အတွင်းမှာတရုတ်နိုင်ငံသားအလုသမား1430ကိုလေကြောင်းကနေ3ချိန်ခွဲပြီးတော့ပြန်ပို့ခဲ့တာဖြစ်ကြောင်းမြဝတီ BGF ကုတ်ကဲရီယုံသတင်းအင်ဂျင်မြစ်ကပြောပါရယ် BGF တပ်ဖွဲ့ကထိန်းသိမ်းထားတဲ့နိုင်ငံသားသား9000ဝန်းကျင်ကျန်နေသေးတာကြောင့်ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း BGF တပ်ဖွဲ့ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စော်ကပြောပါတယ်ရှင်။လူကုန်ကူးခံရပြီးမြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာဖမ်းဆီးခံခဲ့ရတဲ့ယူဂန်ဒါနိုင်ငံသား6ယောက်မတ်လ9ရက်နေ့ကနေရက်ပြန်ရောက်လာကြောင်းယူဂန်ဒါအခြေစိုက်မော်နီတာသတင်းဌာနကဖော်ပြပါဗျ။သူတို့6ဦးဟာငွေလိမ်လုပ်ငန်းတွေမှာတနှစ်ကျော်ထိန်းသိမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။ ပြန်လည်လွတ်မြောက်လာသူတွေနေရပြန်ဖို့အတွက်ထိုင်းနိုင်ငံဆိုင်ရာယူဂန်ဒါတန်ယုံနဲ့ Hope Crying International အဖွဲ့ကပူးပေါင်းကူညီပေးခဲ့တာဖြစ်ကြောင်းသတင်းမှာဖော်ပြပါရယ်။ယူဂန်ဒါနိုင်ငံသားတွေလူကုန်ကူးခံခဲ့ရတဲ့နေရာအတိအကျကိုတော့ပြောဆိုထားတာမရှိပါဘူး။ငွေလိမ်လုပ်ငန်းတွေမှာအလုပ်လုပ်ဖို့သွေးဆောင်ဖျားယောင်တဲ့အေဂျင့်တွေယူဂန်ဒါနိုင်ငံမှာရှိနေပြီးလူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုတိုးမြှင့်လှုပ်ဆောင်ဖို့ယူဂန်ဒါအစိုးရကိုတိုင်ကြားထားကြောင်းထိုင်းနိုင်ငံဆိုင်ရာယူဂန်ဒါတန်အမတ်ကြီးကပြောပါရယ် ဒါအပြင်မြန်မာနိုင်ငံကငွေလိမ်လုပ်ငန်းတွေကနေယူဂန်ဒါနိုင်ငံသား40ဝန်းကျင်ကိုထပ်မံကယ်တင်ထားပြီးတော့သူတို့ကိုနေရက်ပြန်ပို့ဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့လည်းဆိုပါရယ်ယူဂန်ဒါနိုင်ငံသားတွေကိုထိုင်းကမ္ဘောဒီးယားနဲ့တရုတ်နိုင်ငံတွေမှာလာစာကောင်းတဲ့အလုပ်ရမယ်လို့စီယုံခဲ့ပြီးတော့မြန်မာနိုင်ငံမှာလူကုန်ကူးခံခဲ့ရတာလို့ဆိုပါရယ် ရှမ်းပြည်နယ်တောင်ပိုင်းတာချီလိမ်မြို့ကငွေလိမ်လုပ်ငန်းတွေမှာလူကုန်ကူးခံခဲ့ရတဲ့ယူဂန်ဒါနိုင်ငံသား23ဦးလည်း2024ခုနှစ်မေလ23ရက်နေ့ကနေရက်ပြန်ရောက်ခဲ့ပါတယ်ရှင်။ဒီနေ့မနက်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ပြခဲ့တာပါရှင်။ RFA ရဲ့အစီအစဉ်တွေကို RFA Bremis ရဲ့ Facebook, YouTube, Instagram, Telegram နဲ့ RFA website စာမျက်နှာတွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပါတယ်။ RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ 就么，就來咪話先。